မင်္ဂလာပါ series 4ရကနေပြီးတော့ပြန်လဲကြိုးစုလိုက်ပါတယ် series 4ရဲ့ပရိသတ်များအတွက်ဒီကနေ့တင်ဆက်ပေးမယ့်ရုပ်ရှင်လေးကတော့ Transformer ဇလန်တွဲရီတွေကနောက်ဆုံးအကားဖြစ်တဲ့ Transformer Rise of the Beast 2023ပဲဖြစ်ပါတယ်1990ခုနှစ်ဝင်းကျင်ကစွန်စားခန်းနေတဲ့အတူတူဒီတစ်ခါမှာပို့ပြီးတော့ဆဲလုရှားစရာကောင်းတာက Autobot ကြီးပဲမဟုတ်ဘဲနဲ့ Maxime လို့ခေါ်တဲ့ထူးခြားတဲ့အဖွဲ့အစ်တွေကကဘာကြီးကိုကာဝယ်ဖို့ Autobot တွေနဲ့ပူးပေါင်းလာမှာပဲဖြစ်ပါတယ် အဲ့တော့အစီအစဉ်ဖြစ်ပြီဆိုရင်ကျွန်တော်ရဲ့ recap လေးကိုစတင်လိုက်ရအောင်ပါကျွန်တော်ကတော့ series 4ကပေးနိုင်တင်ဆက်သူရှိန်းသူလိုပဲခေါ်ပါရီး ဆိုင်ဘာဒရုန်းဂျိုးဆိုရာမဖြစ်ပေါ်လာခင်ကဂျိုးတစ်ခုလုံးကိုဝါမျိုးနိုင်ပြီးတော့လောင်ကျွမ်းအောင်လုံနိုင်တဲ့နေဆိုးတစ်ပါးရှိခဲ့ပါပြီ။ယူနီကရွန်ဂျိုးမတွေ့ခင်အထိဒါမျိုးရှိနိုင်လိမ့်မယ်လို့မယုံကြည်ကြတဲ့သူတွေလည်းအများကြီးရှိခဲ့ကြသလိုသူတို့ကဘာဂျိုးပေါ်ရောက်လာတာကဖြက်စီးဖို့မဟုတ်ခဲ့ပါဘူး။နေဆိုးဟာဆိုင်ဘာဒရုန်းရဲ့အဆင့်မြင့်ဆုံးနည်းပညာဖြစ်တဲ့ transport တော့ရယူနိုင်မှုသူ့ရဲ့စွမ်းအကြီးမားဆုံးနောက်လိုက်ဖြစ်တဲ့ scotch နဲ့တခြားတစ်ဖက်တွေကိုဆေးလွတ်လိုက်ပါပြီ။ transport တော့ယူလာနိုင်ခဲ့တဲ့ primary နဲ့အဖွဲသားတွေကိုတော့ scash အဖွဲတို့ကလိုက်လံပြစ်ခတ်ပြီးတော့ပြန်လဲရယူဖို့ကြိုးစားနေခဲ့ကြပါတယ်။ရန်သူတွေလည်းအများကြီးလိုက်လာခဲ့ကြပြီမလို့အချင်းကြီးတွေကိုအကဲခတ်လိုက်တဲ့ able ကတော့တော့လုံချုံအောင်တင်းထားဖို့နဲ့ messy media ရဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူပေးဖို့ optimus primary ကိုတာဝန်ပေးရလိုက်ပါတယ်။တော့ရန်သူတွေရဲ့လက်ထဲကိုရောက်သွားခဲ့ရင်အာဂါတာထဲမှာအချင်းခီးသွားလို့တကားတွေဖွင့်ပြီးတော့ကဘာတွေအများကြီးကိုဖျက်ဆီးမှအသေးကြပါပဲ။ Scotch ကိုတားဖို့အတွက်ကြံခဲ့တဲ့ Ableing ကရင်ဆိုင်တိုက်ခိုက်လိုက်ပေမဲ့လေ Scotch ရဲ့စွမ်းအားတွေကို မရှင်နိုင်ဘဲနဲ့ကြာဆုံးခဲ့ရပါသည်။ကံကောင်းတဲ့ချက်ကကြတော့ Primary ရောအဖွဲ့ရာအချိန်အမီပဲရင်းမြန်တစည်းနဲ့ထွက်ပြေးနိုင်ခဲ့ပြီးတော့ကဘာမြေရှိရာအရက်ကို လာခဲ့ကြပါသည်။ Nesso ကတော့ Scotch တို့အဖွဲ့ကိုစကြဝဠာအဆုံးထိတောက်ရှာပြီးတော့ယူလာပေးဖို့အမိန်ပေးလိုက်ပါတော့လေ။1990နှစ်မှာ၄ခုနှစ်အမေရိကန်နိုင်ငံနယူးယောက်မြို့မှာ လူငယ်လေးတယောက်ဖြစ်တဲ့ DRS ကအခန်းထဲမှာစက်တွေထိုင်ပြီးတော့ပြင်နေခဲ့တယ်။အဲဒီနောက်မှာတော့သူ့ရဲ့ညီလေးအတွက်မနက်စာပြင်ဆင်လိုက်ပြီးတဲ့နောက်မှာနှစ်ယောက်သားကအတူတူအဲဒီမနက်စာကိုစားကြရင်းနဲ့သွေးနီဟူနေတဲ့ယောဂါပြန်ဖြစ်နေတာကိုသတိထားမိရင်အဲနေကောင်းလားလို့မေးလိုက်ပါတယ်။ DRS ကအင်တာဗျူးဖြေဖို့အတွက်ထွက်လာခဲ့ရင်လမ်းမှာတွေ့တဲ့ဘော်ရာကြီးကိုပြင်ပြီးသွားတဲ့ဗီဒီယိုဆက်လေးကိုပြန်ပေးလိုက်ပါတယ်။ညီလေးရဲ့ကျမ်းမာရေးဈေးအတွက် DRS ကတက်ထားတဲ့ပညာလေးနဲ့ရက်ွက်ထဲမှာအပေါ်ဝင်ငွေရှာရေးနဲ့တခြားတစ်ဖက်မှာလည်းပဲအလုပ်ကောင်းအောင်တစ်ခုရဖို့အတွက်စူးစမ်းနေခဲ့တာပါ။ နောက်တစ်ခါမှာတော့ရှီယောင်းပစ္စည်းစစ်ဆေးအဖွဲ့ရဲ့တာဝန်ခံအလီနာဟာအလုံးနောက်ကျနေရကြောင်းမလို့အပြေးလာနေခဲ့ရပြီးတော့ရုံးငယ်နဲ့ရောက်တဲ့အချိန်မှာလည်းပဲအတက်လူကြီးရဲ့ဖုန်းကိုမကင်မိရဲ့အတွက်ထုချေလွာတင်လိုက်ရပါသေးတယ်။အလီနာအသက်ငယ်ပေမဲ့လေရှီယောင်းပစ္စည်းနဲ့ပတ်သက်ပြီးတော့အတုအစ်စ်ခွဲခြားတဲ့နေရာမျိုးမှာအရန်တော်ရည်သူတယောက်လည်းဖြစ်ပါရည်။ရေရီဖန်လာတဲ့အမှုပညာပစ္စည်းတွေကိုပိုင်ရှင်ဘက်ကအစ်စ်တွေဆိုပြီးတော့ပြောထားကြအောင်မလို့ရေရီကအလီနာတို့စီကိုယူလာခဲ့ပြီးအတုအစ်စ်ခွဲခြားပေးဖို့အကူအညီတောင်းလာခဲ့တာကြောင့်မလို့အလီနာတခုချင်းစီကိုကြည့်ပြီးတော့ ်။ဘေယာကအတူဘေယာကအဆက်လဲဆိုတာကိုအထက်လူကြီးကိုတေချာလေးရှင်းပြပေးလိုက်ပါရီ။ပစ္စည်းရအားလုံးထဲမှာအလီနာရဲ့စိတ်ဝင်စားမှုရသွားတဲ့ပစ္စည်းကတော့ကြောက်သားပုံစံငှက်ယုတ်ထုတွေတခုပါပဲ။တေချာကြည့်လိုက်တော့ Transformer တစ်စိမ့်နဲ့စာသားတွေကိုတွေ့လိုက်ရအောင်လို့လုံးဝစိတ်ဝင်စားသွားခဲ့ပြီးတော့အယုတ်ကတင်ကြီးတွေကိုလက်မှရေးမှတ်ထားလိုက်ပါရီ။ US ကညီလေးနဲ့အတူတူဆေးဝင်လာခဲ့ပေမဲ့အရင်ကပေးရမယ့်ဆေးဘိုးငွေတွေကိုမပေးနိုင်သေးတာကြောင့်မလို့ဆရာဝန်မကိုတောင်းပန်လိုက်ပေမဲ့ငွေမပိုင်ရင်ဆေးမကူပေးတဲ့မြမဆေးရုံတွေအတိုင်းပဲပြန်လာခဲ့ရပါတယ် အပူပေါ်အပူဆင်းရမယ့်အဖြစ်အပျက်ကတော့အလုတ်အတွက်အင်တာဗျူးလာခဲ့တယ်ဆိုပေမဲ့လေအရင်အလုတ်ခေါင်းဆောင်စီကနေပြီးတော့အကျင့်စာရိတာကောင်းမွန်ကြောင်ထောက်ခံချက်မရရှိခဲ့တာကြောင့်မလို့လုံညုံရင်းခေါင်းဆောင်ဘီရှော့ကအလုတ်မခံခဲ့ပါဘူးအိမ်မြေရထားပေါ်မှာတော့ဒီရက်ကဘဝဆိုတာဝတ်ဥကြောင်မဟုတ်တဲ့အကြောင်းတွေပြောပြခဲ့တယ်လို့ညီလေးကတော့ဒီလိုမဟုတ်လဲနောက်ထပ်အလုတ်တစ်ခုရမှာပါလို့ပြန်လဲအားပေးလိုက်ပါတယ်ညီလေးအတွက်စေးဘိုးဝါးကရီလည်းပေးရတော့မှမလို့အလုတ်လည်းမရသေးတဲ့ဒီရက်ကတော့ဘော်ရာတယောက်ရဲ့အကူအညီနဲ့အတူတူတရံမွေးအလုတ်တစ်ခုကိုလုပ်ပေးဖို့လက်ခံလိုက်ရင်းနဲ့ ဟိုတယ်တစ်ခုရှိရကားထဲမှာထိုင်ဆောင်နေခဲ့ပေမယ့်တခါမှဒီလိုအလုပ်တွေမလုပ်ဘူးတာကြောင့်မလို့စိတ်လို့ရှားရနေခဲ့ပါရီငရုတ်ကိုလည်းအရန်စိတ်ဝင်စားနေတဲ့အလီနာကတော့ရန်ပုံငွေပွဲကိုသွားဖို့ပြင်နေတဲ့အထက်လူကြီးကိုသူရှာတွေ့ထားသမျှအချက်လက်တွေကိုအသေးစိတ်ရှင်းပြလိုက်ရင်းနဲ့တခြားကဘာတစ်ခုခုကဖြစ်နိုင်တယ်လို့ပြောလိုက်ပေမယ့်အထက်လူကြီးကတော့ရေးလိုက်ငားလိုက် ပြန်ပြောရင်းသူ့ရဲ့ဝန်ထမ်းကပ်ပါတဲ့အင်ကြီးလေးကိုပြစ်ချထားခဲ့ပြီးထွက်သွားခဲ့တယ်လို့အလီနာကလည်းတစ်ခုခုလှုပ်ဖို့အတွေးရပါပါတော့တယ် ဒီ US ကတော့ပဝင်းညင်ကိုအကဲခတ်ရင်းဟိုတယ်အစာဦးရဲ့အနောက်ဘက်တကားကနေဝက်ခနေလှိမ့်ဝင်လိုက်ပါရီကားထဲမှာတော့ကြံခဲ့တဲ့လုပ်ပေါ်ကင်ဘက်ရဲ့အကြံပေးချက်တိုင်းပဲခက်တီတီနဲ့ဝင်လာခဲ့ပြီးတော့ကားပါကေနေရာအထိကိုဆင်းလာခဲ့ပါရီသူလုံးအမယ်အလုပ်ကတော့ငွေရောင်ကားလေးတစ်စီးပါပဲရုပ်ရှင်ကားရီတွေကတိုင်းပဲကားမန်တကားကိုဖွင့်လိုက်ရင်ထိုင်လိုက်ချိန်မှာတော့ transformer တစ်စိမ်းလေးကိုတွေ့လိုက်ရပါရီတခြားတစ်ဘက်မှာလည်းပဲအထက်လူကြီးရဲ့ဝန်ထမ်းကတ်ကိုအသာလေးယူလာခဲ့ပြီးတော့အလုပ်ထဲကငှက်ရုပ်ကိုသူတည်တနာလုံးနေတဲ့အလီနာတယောက် လေဇာဆက်နဲ့အယုတ်ကိုသုံးပတ်မြင်အောင်လို့စကန်ဖတ်နေတုန်းမှာပဲနှဲ့ယုတ်ကြီးကပျက်စီးလာခဲ့ပါတော့။တိမ့်မကြခင်မှာပဲအထဲကပေါ်လာတဲ့ပျက်စီးရာရောင်ကြီးတန်းတစ်ခုကိုကဘာအပြည့်ရောက်တဲ့အထိထုတ်လုပ်လိုက်ပါရီ။ရောင်ကြီးတန်းကိုတွေ့လိုက်ရတဲ့ Optimus Prime ကမယုံကြည်နိုင်လောက်အောင်ဖြစ်သွားပြီးတော့စေယုတ်ပုံစံကိုပြောင်းလိုက်ရင် Autobot တွေအားလုံးကိုစင့်ခေါ်လိုက်ပါရီ။ကားကိုခိုးဖို့စူးစမ်းနေတဲ့ Dress ကလည်းသူ့ရဲ့ကားထဲက Autobot တွေအားလုံးကိုခေါ်နေတဲ့အတန်ကိုရေဒီယိုကတစ်ဆင့်ကြားလိုက်ရတယ်လို့သူခိုးဖို့ကြံစီနေတဲ့ကားဟာအလိုလျောက်မောင်းနေပြီးတော့ထွက်သွားပါတော့တယ်။ ဒီရက်ရက်ကအမြန်တို့များသွားခဲ့တာကြောင့်မလို့နောက်ကနေလဲရဲကဇက်တိုက်လိုက်လာခဲ့ပါတော့ဒီရဲကကိုရှောင်းရင်းရှားရင်းနဲ့ဒီရက်စီးလာတဲ့အဲ့ဒီကတရားတစ်ခုပေါ်အရောက်မှာတော့ပုံစံတူကားငါးစီးဖြစ်သွားအောင်ပွားထုတ်လိုက်ရင်နဲ့လစ်သွားကြောင့်မလို့ပုံကြီးရောက်ကားနောက်ကိုမှားလိုက်မိသွားတဲ့ရဲကတော့လမ်းလေကျိုးနဲ့တိုက်မိပြီးတော့ကြံခဲ့ပါတော့ဒီကိုရောင်တစ်ခုတော့ရောက်တဲ့အချိန်မှာတော့ကားကဒီရက်ကိုကန်ထုတ်လိုက်ရင်နဲ့စိတ်ဟုတ်ဖြစ်ပြောင်းလိုက်ရင်တချိန်လုံး Optimax ရဲ့ဟိုဟာမလောက်ရဒီဟာမလောက်ရအောက်ကနေလွတ်မြောက်သွားလို့အတော်လေးကိုပြောနေခဲ့ပါ ರೀ မရရှ်နဲ့ဒီရက်စတိုနှစ်ယောက်လည်းပဲ high five လုပ်လိုက်ရင်တကယ်ချင်းဖြစ်သွားခဲ့ကြပါရည်။တခြားဖွဲ့သားတွေဖြစ်တဲ့ RC, Bambebi နဲ့ Optimus Prime တို့လည်းပဲဂိုရောင်ထဲကိုရောက်လာခဲ့ကြပါရည်။ Optimus Prime ကမရရှ်ခေါ်လာတဲ့ဒီရက်ကိုတိတ်ပြီးတော့သဘောမချခဲ့တာကြောင့်မလို့ RC ကိုစစ်ဆေးခိုင်းလိုက်တဲ့အချိန်မှာတော့ဒီရက်ရဲ့ကိုယ်ရေးမှတ်တမ်းအားလုံးပေါ်လာခဲ့ပါရည်။အော်တိုဘော့တွေအားလုံးကကဘာမြေပေါ်မှာ9နှစ်ကျော်နေပါတောင်းတနေခဲ့ပြီးတော့အခုဆိုလို့ရှိရင်နှစ်ပေါင်းထောင်ချီကလေးကပျောက်ဆုံးနေတဲ့ transport တော့ကကဘာမြေပေါ်မှာရှိနေတယ်ဆိုတော့တီးသွားကြပြီမလို့ အော်တိုဘော့ရဲ့အိမ်မြန်လမ်းကလည်းနှီးစက်လို့လာခဲ့ပါပြီ။အော်တိုဘော့တွေကတောရှိတဲ့နေရာကိုဒီတိုင်းသွားပြီးတော့လူယူလိုက်မယ်ဆိုလို့ရှိရင်အမေရိကန်စစ်တပ်ကတိသွားပြီးတော့ပြည်ထနာရဲ့အများကြီးတက်လာမယ်ကိစ္စကိုစဉ်းစားမိခဲ့တာကြောင့်မလို့အားလုံးတိုင်ပင်ပြီးတော့ Mirage ခေါ်လာတဲ့ DRS ကိုပဲတော်ခိုးခိုင်းမှုအတွက်တာဝန်ပေးလိုက်ကြပါပြီ။အပြန်အလှန်အပြင် DRS တိုက်တဲ့ကားပုံစံကိုပြောင်းပေးပြီးတော့ရောင်းစားလိုက်ရင်းနဲ့ရလာတဲ့ငွေအားလုံးကို DRS ကပိုင်ဆိုင်သွားမှာပါ။ ဆန်သက်ခန်းထဲမှာတော့အလီနာကမိုက်ခရိုစကုပ်နဲ့စစ်ဆေးနေတဲ့ပေါ်လာတဲ့တင်္ကြန်တွေကိုအင်တာနက်တခွင်ပြပြဆင်အောင်လိုက်ရှာနေခဲ့ပါတယ်။တခြားတစ်ဘက်မှာလည်းဘိုရာရီဖြစ်သွားကြတဲ့ DRS နဲ့ Mirage 2နဲ့အတူတူ Autobot တွေအားလုံးကတော့ရှိတဲ့နေရာဖြစ်တဲ့ပြရက်ရှိရာနေရာစီကိုတောင်းနေကြပါပြီ။လမ်းလျှောက်မှာလည်းပဲ Transformer တွေနဲ့ပတ်သက်ပြီးတော့တည်ကျင်တာတွေအားလုံးကိုလည်း DRS ကမေးမြန်းနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ Mirage ကအမိုက်သိန်းတဲ့ကားပုံစံပြောင်းလိုက်ရင်ပြရက်ဝင်းထဲကိုရောက်လာခဲ့ပါတယ်။ တခြားတစ်ဖက်ကစောင်းဆိုင်ပြီးတော့ဂျန်နေခဲ့တဲ့ Optimus Prime တို့ကတော့အမွေကောင်လုံးတက်လုံးနဲ့ Mirage ကိုတိတ်ပြီးတော့မယုံရဲခဲ့ပါဘူး။မျိုးတွေကတဏီယာကိုတော့မီးလုံးကြီးသုံးလုံးဆင်းလာခဲ့ပြီးတော့ရေတွေကိုမြုပ်သွားခဲ့ပါလိ။ရေတွေကပြန်ပြီးတော့ပေါက်ထွက်လာတဲ့အချိန်မှာတော့ Scarch တို့အဖွဲဖြစ်နေခဲ့ပါလိ။အဲ့ဒီအချိန်တခြားတစ်ဖက်မှာတော့ပြားတဲ့ပဝန်းကျင်တစ်ခုလုံးလျှက်စစ်မီးတွေကလာလိုက်ပြက်လိုက်ဖြစ်နေခဲ့ပြီးနောက်ဆုံးမှာတော့လုံးဝကိုပြတ်တောက်သွားခဲ့ပါလိ။အလီနာတယောက်မီးကလည်းပြတ်သွားကြမလို့ transport တော့ယူပြီးတော့ပြန်မို့လုံနေတော့ အထက်ရောက်တိတ်တိတ်လေးဝင်လာတဲ့ DRS နဲ့တိုးကလန့်ပြီးတော့လဲကျသွားခဲ့ပါပြီ။အလီတာနဲ့ DRS တို့နှစ်ယောက်သားက transport တော့ကိုအပြန်အလှန်လုနေကြတော့မှပဲဒုံးကြီးတစ်လုံးကြောက်ရောက်ပြီးတော့ပေါက်ကွဲသွားခဲ့ပါပြီ။အဲ့ဒီအပျက်စီးကြီးဂျားလေးကနေအလီနာတို့ကအပြင်ဘက်ကိုလှမ်းကြည့်လိုက်တဲ့အချိန်မှာတော့ Scarch တို့အဖွဲ့ကိုတွေ့လိုက်ရလို့ DRS ကဒီကောင်နီယာသူတို့အဖွဲ့ကမဟုတ်ဘူးလို့ရှင်းပြလိုက်သလိုအခုအချိန်ကြာမှာအလီနာလဲစိတ်ယုတ်တရားတကယ်ရှိအောင်ယုံသွားခဲ့ပါပြီ။ခွေးစိတ်ယုတ်တွေပြေးလာတာကိုမြင်လိုက်ရတဲ့အလီနာကတော့ transport တော့ပေးထားခဲ့လိုက်ရင်းနဲ့ တယောက်တည်းထွက်ပြေးသွားပါတော့လေအဲဒီအချိန်မှာပဲ Optimus Prime ကိုရောက်လာခဲ့ကြပြီးတော့ Scorch တို့အဖွဲ့နဲ့အပြန်အလှန်တိုက်ခိုက်ကြပါရီ Scorch ကစွမ်းကြီးလို့နာကြောင်မလို့ Autobot တွေကအကြီးဆုံးဖြစ်တဲ့ Optimus Prime တော်မှာတိုက်လို့မနိုင်အောင်ဖြစ်နေခဲ့ပါရီပြရိုက်သေးကလည်းထွက်ပြေးဖို့ကြိုးစားနေကြတဲ့ Alina နဲ့ Darius တို့ကလည်း Scorch လွတ်လိုက်တဲ့ခွေးလိုလိုနှမ်းကောင်းလိုလိုစေုပ်တီကြောင်မလို့တိုက်ပတ်နေပါတော့လေပပီးပပီးနဲ့အပြုံရောက်လာတဲ့ Darius ရဲ့လက်ထဲကတော့ကိုဗမ်မေဘီးကတွေ့သွားပါရီ စကော့ရှ်လိုဖွဲ့ရဲ့တိုက်ခိုက်အားကပြင်းထန်လွန်းလာကြောင်းမလို့အော်တိုဘော့တွေလည်းအလူးလဲခံနေရပါသည်။လိုင်ဘက်ပြစ်လိုက်တဲ့ဘုံတလုံးကပောက်ကွဲသွားခဲ့ပြီးအလီနာရဲ့လက်ကတော့အလဲပဲလွင့်ထွက်သွားခဲ့တာကြောင်းမလို့အာစီနဲ့ဘန်မေဘီရိုကတော့တော့ပြေးကောက်ဖို့ကြိုးစားနေပါသည်။စကော့ရှ်ရဲ့လက်ချက်ကြောင်းမလို့အော်တိမတ်ဘရိုင်းလည်းမှောက်နေခဲ့သလိုဝင်ကူးဖို့ကြိုးစားတဲ့ဘန်မေဘီကိုလည်းစကော့ရှ်ကဓားနဲ့ထိုးထည့်လိုက်ပြီးတော့တခြားလက်နက်ကြီးတစ်ခုနဲ့ပြစ်ထည့်လိုက်တာကြောင်းမလို့ဘန်မေဘီလည်းပဲကြာဆုံးသွားခဲ့ရပါသည်။အဲဒီအချိန်မှာပဲမက်ဆီမဲအရေဇာရောက်လာခဲ့ပေမဲ့အခါနှောင်းသွားခဲ့ပါပြီ။ စကော့ချ်နဲ့နိုင်ဘတ်တို့ကတော့ယူပြီးတော့ထွက်သွားလိုက်ကြပါဦးလေအလုံးနဲ့ရဲတွေရောက်မလာခင်မှာပဲမက်ဆီမေယုန်းနဲ့တူတူအော်တိုဘော်ရီကရှောင်ထွက်လာခဲ့ကြပါ ರಿ အရီဇာကသူဟာမက်ဆီမေတယောက်ဖြစ်တယ်လို့လူသားတွေရဲ့အတိတ်နဲ့အနာဂတ်ကစစ်တီတော်တယောက်ဆိုတာကိုလည်းပြောပြလိုက်ပါ ರಿ အလီနာကသူတို့ကိုတိုက်ခိုက်သူတွေရဲ့အကြောင်းကိုမေးလိုက်တာအကြောင်းမလို့ရန်သူတွေကိုတေရာကွန်လို့ခေါ်ပြီးကဘာတွေကိုအလုံးလိုက်စားသုံးတဲ့နက်ဆိုးတကောင်ရဲ့အစီအပါတွေလို့မက်ဆီမေအရီဇာကရှင်းပြလိုက်ပါ ರಿ Scott ကသူ့ရဲ့အမောင်စွမ်းအားတွေကိုတုံးပြီးတော့သူ့ရဲ့ဆရာဖြစ်တဲ့ Nesso ကိုဆက်သွယ်လိုက်ပြီးတော့သူရလာခဲ့တဲ့ transport တော့ကိုပေးလိုက်ပါရီ Optimus Prime ကတော့သူကိုယ်တိုင်သာတော့ယူဖို့ကြိုးစားခဲ့ရင်အခုလိုဖြစ်လာမှာမဟုတ်ဘူးလို့လည်းပြောလာရင်းနဲ့ Barrage နဲ့ Diresto ကိုအပြစ်တင်လိုက်ပါရီဒါမဲ့လည်း Maxime Eraser ကတော့သူတို့ရသွားတဲ့တော့ကအပြည့်စုံမဟုတ်ဖ ೇನೆ တော့ရဲ့တဝက်ပဲဖြစ်တယ်လို့ရှင်းပြလိုက်သလို Janet Work ကလည်းဘယ်နှားရောက်နေရဆိုတာမသိဘူးလို့ပြောလိုက်တဲ့အချိန်မှာ အလီနာကကြံခဲ့တဲ့တော်တော်ကပီဝူစီမှာရှိတယ်လို့အတိအကျဝင်ပြောလိုက်ပါတယ်ဒီဝက်ကအင်းကိုပြန်လာရင်အလောက်ကိစ္စတကူအတွက်ခီးထွက်ရမယ်လို့ပြောရင်းနဲ့ညီလေးကိုနှုတ်ဆက်နေတော့မှငရှုတ်ကောင်မရက်ကိုတွေးသွားခဲ့လို့အပြင်ုံထွက်ရင်ကဘာကြီးကိုကယ်တင်ဖို့အတွက်သွားရမယ်ဆိုရင်လေလန်ကီးမှသူ့ကိုဒီရက်ကိုစောင့်ရှောက်ပေးဖို့တောင်းဆိုလိုက်ပါတယ်မရက်နဲ့ဒီရက်တို့ကချင်းတိုင်းနေရာရောက်လာခဲ့ကြပြီးတော့ပီဝူကိုဘယ်ချက်လေးနဲ့သွားမှလဲလို့မေးနေပါတယ်အဲဒီအချိန်မှာပဲစစ်ကြံခက်ကလေရင်အစုပ်ကြီး Stratosphere ရောက်လာခဲ့ပါတယ် ရွေးချယ်စရာမရှိတော့ကြောင်းမလို့အားလုံးကလိန်အဆုတ်ကြီးနဲ့ပဲပီရူးကိုအုပ်စုလိုက်ထွက်လာခဲ့ရသလိုမက်ဆီမေနဲ့အရီဇာကတော့ဘေးနားကပြန်တန်းနဲ့လိုက်ပါလာခဲ့ပါတယ်။လိန်တစ်ခါမှမစီးဘူးတဲ့အလီနာကထိတ်လန့်နေရကြောင်းမလို့ဒီရက်စ်ကစိတ်ပြောင်းပြီးတော့အာယုံလွဲသွားအောင်လို့အလီနာရဲ့မိသားစုအကြောင်းတွေရှောင်မေးနေခဲ့ပါတယ်။ဂျန်နီဒီရဲ့တော့ကိုရှာတွေ့ခဲ့ရင်ဒီရက်စ်ကဖျက်ဆီးပစ်မယ်လို့ဆုံးဖြတ်ထားပေမဲ့အလီနာကတော့အော်တိုဘော့တွေအိမ်မြန်လို့ရအောင်လဲစဉ်းစားပြရမယ်လို့ပြောလိုက်ပါရီ။စကော့ရှ်ရဲ့လက်ချက်ကြောင့်မလို့တေဆုံးသွားပြီဖြစ်တဲ့ဘန်မေဘီးကို အင်အားကြောင့်အရင်နဲ့ဆိုရင်အသက်ပြန်ရှင်လောင်းလုံနိုင်ကောင်းလုံနိုင်ပေမဲ့စိုက်ဘာဒရုန်းကိုပြန်ပို့နိုင်မှာပဲအသက်ရှင်ဖို့အခွင့်ရှိလာမှာပါ။အဲလိုနဲ့တောတောင်ထက်ထက်ကိုဖြတ်တန်းလာခဲ့ရင်နောက်ဆုံးမှာတော့အော်ဒိုဘောလိုအုပ်စုဟာဘီယူနိုင်ငံကိုရောက်ရှိလို့လာခဲ့ပါပြီ။ဟွန်းတန်တတီတီပေးရင်အန်စာတုံးကားလေးတစ်စီးရောက်လာခဲ့လို့အားလုံးကသတိနေထားတဲ့စောင့်ကြည့်နေတုန်းမှာအနုရအလားပါတွေကိုခံစားတတ်တဲ့အနုပညာသမားလေးအော်ဒိုဘောဝီဂျက်ဖြစ်နေခဲ့ပါပြီ။ဝီဂျက်ကစပိန်လေယူလေသိန်းနဲ့ ဗိုဒါလာခါစာဘောလာဗန်ဒါနာရီလုံးနေခဲ့လို့ဒီရက်ကချီးကျူးလိုက်ပါရီဝီချက်ကတော့ရဲ့စွမ်းအားတွေကိုခန်းစားမိလို့စစ်ဆေးလိုက်ချိန်မှာတော့တော့ရှိနိုင်တဲ့နေရာတွေမှာပွဲတော်ကျင်းပနေလို့လူကြီးဖြစ်နေတာကိုတွေ့လိုက်ရပါရီ Optimus Prime နဲ့ဂျန်နဲ့အဖွဲ့ဝင်တွေက Dragon တွေကိုစောင့်ကြည့်ပြီးတော့ကာကွယ်ပေးမယ်လို့ဆုံးဖြတ်လိုက်သလိုလူကြားရုပ်သွားမဲ့ဒီရက်အတွက်အထူးလက်ဆောင်ဖြစ်ဆေးရုံလက်တစ်ဖက်ကို Mirage ကပေးလိုက်ပါရီမျိုးတွေက ်အော်ဒီမတ်စပရိုင်းနိုကတော့အသိနေရယူပြီးရဲ့အချိန်မှာပဲအလီနာနဲ့ဒီဝက်စတိုးကလည်းပွဲတော်လာသူတွေနဲ့အတူတူဖြစ်အောင်အဝတ်အစားတွေကိုလဲလိုက်ရင်းနဲ့ဖြတ်သွားကြပါလိမ့်ဒီအချိန်လေးကို တောင်ပေါ်တနင်္လာကစောင့်ကြည့်နေတာကတော့တေရာဂွန်နေဖြစ်ကြတဲ့စကော့ချ်တို့အဖွဲ့ပါပဲဖျားเจ้าဝန်ကြီးတွေမှာပတ်ရှာကြရင်းနဲ့အလီနာကเจ้าဝန်တနင်္လာမှာစိုက်ထားတဲ့ကြောက်တိုင်တစ်ခုမှရီးထားတဲ့ transformer စာတွေကိုတွေ့သွားလိုက်ပါလိမ့်စဝိုင်းတစ်ခုကိုတွေ့လိုက်ရအောင်မလို့အလီနာကလက်နဲ့လှည့်ကြည့်လိုက်ပါလိမ့်အဲဒီနောက်မှာတော့သူတို့နှစ်ယောက်ကအမတ်သားတွေအားလုံးကိုအစီအစဉ်တိုင်းလှည့်လိုက်ချိန်မှာတော့ မြေအောက်တဲကိုဆင်းလို့ရမယ်လေကားတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲဒီအချိန်မှာတော့ Scar ရဲ့ဆက်ရုပ်အသေးလေးတစ်ကောင်က Autobot ကြီးမတွေ့အောင်အင်ခေါင်မိုးပေါ်ကနေပြီးတော့သွားရင်းဒီရက်စတိုနောက်ကိုလိုက်လာနေခဲ့ပါတယ်။အလီနာနဲ့ဒီရက်စတိုနှစ်ယောက်သားကမြေအောက်မျိုးတော်ကြီးထဲမှာလိုက်ရှာကြရင်းနဲ့ Transformer တင်ကြီးကထွင်းထူထားတဲ့အုပ်ဂူကြီးတစ်ခုကိုတွေ့လိုက်ရလို့နေအောင်သားကအဖုံးကိုဖွင့်လိုက်တဲ့အချိန်မှာတော့တော့မတွေ့လိုက်ဘဲနဲ့စလုံးတစ်ခုကိုပဲတွေ့လိုက်ရလို့ရေးမှန်နေတော့မှ Scorch လွတ်လိုက်တဲ့ဆက်ရုပ်အသေးလေးရောက်လာပြီးတော့တိုက်ခိုက်ပါတော့တယ်။ ဒီရက်စီရဲ့အော်ဒါတွေကိုစက်သေးကနေကြားပေါ်တဲ့အော်တိုဘော့နဲ့ဒေရာဂွန်တို့ကလည်းအနောက်ကနေတောက်လျှောက်လိုက်လာနေကြပါပြီ။မဆီမဲအရီဇာကတော့လေဘော်ကနေပဲအပူခံအာယုံစနစ်နဲ့ဒီရက်စီကိုထွက်ပြေးနေတဲ့လမ်းကြောင်းတစ်လျှောက်လုံးကိုအော်တိုဘော့ရီစီကိုတရင်ပေးနေခဲ့ပါရီ။မြောက်ထဲမှာဒေရာဂွန်နဲ့ထိတိုက်တွေ့နေတဲ့ဒီရက်စီရောက်ဘာလို့အမှန်မသိဖြစ်နေတော့ဆေးဥလက်ကကြီးစံတရောင်းထွက်လာပြီးတော့စကာရှရဲ့တပည့်ကိုထိမှန်သွားပါရီ။အော်ဒီမတ်စ်ဘရိုင်းတို့ကလည်းတောင်ပေါ်လမ်းတစ်လျှောက်မှာကားမောင်းပြီးတော့တောအုပ်စီကိုလာနေကြသလိုစကာရှအဖွဲ့ကလည်းနောက်ကနေပြီးတော့တောက်လျှောက်လိုက်လာကြပါရီ။ လမ်းလေတနီယာကစောင့်ပြီးတော့ကြံနေခဲ့တဲ့ Optimus Prime ကနောက်ကနေလိုက်လာတဲ့ Scorch ကိုလောင်ချိုင်းနဲ့စရိုက်ပစ်ပြီးတော့စော်နေပါတော့လေဒေရော်ကွန်နေပြစ်လိုက်တဲ့လောင်ချာကို Wheatjet က Brace ဆွဲဥပြီးတော့ကားလေတကားကိုဖွင့်ရင်းနဲ့ရှောင်လိုက်ရပါပြီတပတ်မှလည်း Optimus Prime ကဗန်မေဘီအတွက်သွေးကြွေးဆက်တဲ့အနေနဲ့ Scorch ကိုအတကုံပြေးနေခဲ့ပါပြီသူသေးကိုသေးရေကုန်ဖိုက်ကြဖို့အတွက် Scorch ကမျက်နှာချင်းဆိုင်ပြေးလာနေတော့ကောင်းငင်ပေါ်ကနေ Messi နဲ့ Erisa ပေါ်လာပြီးတော့တံတားကိုဖျက်ဆီးလိုက်တယ်လို့ Scotch ကလည်းပဲ Transport Mario ကိုတက်တဲ့လက်နဲ့အစမ်းနဲ့ပြစ်ထည့်လိုက်တာကြောင့်မလို့ Arizona ရဲ့တကူလုံးကတန်ကြီးတက်ပြီးတော့ပျက်စီးလာခဲ့ပါရီ။တခြားတစ်ဖက်မှာတော့ Alina နဲ့ Dures ကလိုင်ကောင်းတစ်ဖက်ကထွက်သွားတဲ့အခါမှာဇိုင်းကြောင့်တစ်ခုစီကိုရောက်သွားခဲ့ပါရီ။အဲဒီအချိန်မှာပဲမြောက်ဝွန်ကြီး Brime ရောက်လာပြီးတော့ဘာကြောင့်တော့လာရှာတယ်လဲလို့မေးလိုက်တယ်လို့တခြားသော Maxime တွေဖြစ်ကြတဲ့ကျသိနဲ့ကြံ့ကလည်းထွက်ပေါ်လာခဲ့ပါရီ။တစ်ဖက်နဲ့တစ်ဖက်အထင်အမြင်မှားခန့်နေစစ်ဆေးမှာပဲ Arizona ရောက်လာခဲ့ပြီးတော့သူတွေကအတူတူပါပဲလို့ဝင်တားလိုက်ပါရီ။ မြောင်းဝင်းကြီး Optimus Prime ကတော့ Cyber Troon ရဲ့ဂန်ဝင်စစ်တီတော်ကြီးလည်းဖြစ်တယ်လို့ Transformer ရဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ Optimus Prime ကိုကိုယ်တိုင်တွေးခွင့်ရခဲ့လို့ဝမ်းမအားရနှုတ်ဆက်ပြီးတော့သူရဲ့နာမည်ကလည်း Optimus ကိုချစ်ခင်လေးစားတဲ့စိတ်ကြောင့်မလို့ပေးထားတာပါလို့ပြောပြလိုက်ပါတယ်။ Alina က Jenny သည်ရဲ့တော်တော်ဝတ်ကကိုယ်ထဲမှာမရှိဘူးလို့ပြောလိုက်တာကြောင့်မလို့ Prime ကလုံခြုံရေးအခြေအနေရသူကတခြားနေရာမှာဖွာထားလိုက်ပြီးပြီလို့ပြောပြရင်းနဲ့သူနောက်ကနေလိုက်ခဲ့ကြဖို့အတွက်ခေါ်လိုက်ပါတယ်။တို့ကနောက်ဆုံးတော့ဒေတာခန့်မျိုးနယ်စုတစ်ခုစီကိုရောက်လာပြီးတော့ ခေါင်းဆောင်အမာရူကိုနှုတ်ဆက်လိုက်ကြပါရီဘဇီမဲလီကိုနှစ်ပေါင်းရာနဲ့ချီပြီးတော့အမာရူတို့မျိုးနွယ်ကဆောင်းရှောက်ပေးထားခဲ့ကြတာပါအဲနောက်တော့မျိုးနွယ်စုကလေးမတယောက်ကဝန်ဆောင်နဲ့ပတ်ထားတဲ့တော်တော်ဝက်ကိုလာပြီးခဲ့ပါရီ Ultimate Prime ကတော့နဲ့မြားပြီးတော့ Scotch ကိုနောက်တစ်ချိန်တိုက်ခိုက်ခြင်းပေမဲ့ Prime ကတော့ဘဇီမဲလီကဆက်ကြဘရာကိုကာကွယ်ဖို့သူရဲ့ကဘာတစ်ခုကိုစည်းခံမိပြီးဖြစ်တယ်လို့ကဘာမျိုးလဲအဲ့လိုဒုက္ခတွေမရောက်စေချင်တာကြောင့်မလို့မလုပ်ဖို့တားလိုက်ပါရီအဲ့ဒီချိန်မှာလေရင်အိုးကြီးရောက်လာပြီးတော့ဆေးဟုတ်သွင်းကိုပြောင်းလိုက်ရင်အသက်မင်းကြီးရဲ့ဗန်မေဘီကိုထုတ်ပေးလိုက်ပါရီ ဘရိုက်မေကအန်နာဂျုံစွားရင်ရှိတဲ့နေရာတစ်ခုကိုခေါ်သွားပြီးတော့ပြလိုက်ရင်းနေဗန်မေဘီကိုကဲနိုင်မလားဆိုတာကိုတိုင်ပင်ခဲ့ကြပါရီအန်နာဂျုံရှိရဆိုပေမဲ့အစင်သင့်တုံးလို့ရတဲ့အထိပြုပြင်ထားတာမဟုတ်ပဲတောင်ကြားတစ်ခုလုံးကုန်ကျန်းတစ်ခုနေနဲ့ပြန်နေခဲ့တာပါမြို့ဝတွေဝင်နေတဲ့တောင်ကြားလေးရဲ့မနက်ခင်းအချိန်မှာတော့အရာအလုံးကတိတ်ဆိတ်လို့နေခဲ့ပါရီအစိုးရနူလာရဲ့အလီနာကလမ်းလျှောက်ထွက်ရင်းအရေးစားကိုကြည့်လိုက်ချိန်မှာတကူလုံးတန်ကြီးတက်နေခဲ့ပြီးသူဟာစကော့ရှ်ရဲ့ထိန်းချုပ်မှုအောက်ကိုရောက်နေတယ်လို့ပြောရင်းနဲ့အဝေးတနေရာကိုပြန်သွားခဲ့ပါရီ အော်ဒီမက်စ်ဘရိုင်းကပြတ်တက်ဖို့ကြိုးစားပေမဲ့ဘရိုင်းမေယာတားလိုက်ပါရီဘရိုင်းမေကတော့လက်ကြံတဝက်ကိုဒီရက်စီကိုလှမ်းမေးရင်ဂယူးဆိုင်ပြီးတော့ကာကွယ်ပေးဖို့သတိပေးနေတော့စကာရိုဖေးကရောက်လာခဲ့ပြီးတော့တိုက်ခိုက်ပါတော့လေတော့ယူပြီးတော့ထွက်ပြေးလာခဲ့တဲ့ဒီရက်စ်ကဂန်ဆက်တစ်ခုရောက်မှာတော့ပြစ်ခွဲဖို့ကြိုးစားနေရကြောင်းမလို့အလီနာတားဆီးလိုက်တယ်လို့အော်ဒီမက်စ်ဘရိုင်းကလည်းရောက်လာပြီးတော့ဒီရက်စ်ကလူသားတွေကိုကာကွယ်ခြင်းနေမှန်သူကသိပေမဲ့အဲ့ဒီတော့ဖျက်ဆီးခဲ့မယ်ဆိုလို့ရှိရင်တော့သူရဲ့အိမ်မြန်လန်းကပျောက်ဆုံးသွားနိုင်ကြအောင်ပြောပြလာပါဗျာ အလီနာအတော့ကိုကောက်ယူလိုက်ချိန်မှာအခွေငောင်းကိုချောင်းနေပြီးစိတ်ရိုင်းဝင်သွားတဲ့အဲရီဇာကအလီနာကိုတုတ်ချီသွားပါတော့တယ်ဘရိုက်မေကလည်းအဲရီဇာနောက်ကိုဇက်တိုက်လိုက်ခဲ့ပြီးတော့အလီနာကိုကဲဖို့စူးစမ်းနေခဲ့ပါတယ်တောင်ကုန်းတစ်ခုပေါ်ရောက်တဲ့အခါမှာတော့အဲရီဇာကအလီနာကိုနားချခဲ့ပြီးတော့တော့ယူကစကော့ထန်ကိုပေးရလိုက်ပါတယ်စကော့ရဲ့ထိန်းချုပ်မှုအောက်ကိုလုံးဝကြားရောက်သွားတဲ့အဲရီဇာကမက်ဆီမေရိုကိုမမတ်မိတော့ဘဲနဲ့ရန်သူတယောက်လိုမျိုးတိုက်ခိုက်ပါတော့တယ်မက်ဆီမေတယောက်လည်းဖြစ်သလို အရီဇာရဲ့အခေဆုံးငွေချင်းလည်းဖြစ်တဲ့ Prime ကတော့ဘလို့မှမတက်တာတော့ဘေးနဲ့အရီဇာကိုလည်းလေးပင်းညစ်ပြီးတော့တခါလေးတက်လိုက်ရပါတော့တယ်။လက်ကျန်တော်တော်ကိုလည်းစကာတို့ကရသွားခဲ့တဲ့ပြင်အရီဇာကိုလည်းဆုံးရှုံးလိုက်ရအောင်လို့မက်ဆီမေတို့ဘာဆက်လုပ်ကြမလဲဆိုတာတော့စိတ်ဝင်စားစရာပါပဲခင်ဗျ။အဲဒီမှာစကာကတော့တောင်ကုန်းတစ်ခုစီကိုသွားပြီးတော်ပိုင်းတစ်ခုကိုဆက်လိုက်တဲ့အချိန်မှာတော့စကြဝဠာတရားကြီးကထွက်ပေါ်လာခဲ့သလိုမဟာယူနီခရွန်ကလည်းနိုးထလာခဲ့ပါပြီ။တော်နှစ်ပိုင်းလုံးလုံးဝဆက်သွားချိန်မှာတော့ မီလီယံနေကြားထဲမှာကဘာဖြတ်မဲ့အရာကြီးတစ်ခု ထွက်ပေါ်လို့လာခဲ့ပါပြီ။ Dress နဲ့ Optimus Prime တို့ကကဘာဝါးမျိုးမဲ့ Unicron နိုးထလာတာကိုအဝေးရနေပြီးတော့ငေးကြည့်နေကြရပါပြီ။အိမ်မြန်လန်းတွက်ကျူးစားနေတဲ့ Transport မှာ လူသားတွေရဲ့ကဘာပျက်စီးသွားမှာကိုစိုးရိမ်နေတဲ့လူသားတယောက်တကယ်တော့အရာအလုံးကငုံမင်းကုန်လုံးမင်းအောင်လိုက်တောက်ဖို့ကြောင်းပါပဲ။အဲဒီနောက်မှာတော့ Dress နဲ့ Optimus Prime တို့ကကြံနေသေးတဲ့ Autobot နဲ့ Maximilian အားလုံးကိုစူးစီးပြီးတော့နောက်ဆုံး တားဆီးနိုင်မယ့်နေရာတစ်ခုရှိတယ်လို့ပြောလိုက်ပါရီအခုဖြည့်ရက်ကြီးတစ်ခုလုံးကိုပိတ်ချနိုင်မှုဆိုရင်တော့ဟိုးရင်ကလေးကအေးပေါ်ချိန်မှာပိတ်ချဖို့ထည့်ထားပြီးတော့ရဲ့လှုပ်ဝက်ကုတ်ကိုပြီးမှရမယ်လို့ Prime ကပြောလိုက်တာကြောင့်အလီနာကချက်ချင်းပဲသူမှတ်ထားတဲ့ကုတ်တွေကိုပြလိုက်ပါရီဘာပဲပြောပြောမဖြစ်နိုင်တဲ့အရာတွေဂျားတွေကနေပြီးတော့လမ်းစာတစ်ခုပေါ်လာခဲ့တာကြောင့်မလို့ Prime က Transport Tossi ကိုတွားလို့ရမယ့်လမ်းကြောင်းတစ်ခုကိုမြေပုံပေါ်မှာပြလိုက်ပါရီအပေါက်ကဆေးဥတီအတွက်သေးလို့နာအကြောင်းမလို့ လူသားနှစ်ယောက်ဖြစ်တဲ့အလီနာတို့ကအထဲထိဝင်ဖို့ဂရီပေးလိုက်ရပါတယ်။သင်းမြေကြီးရှင်ရွှေထီးဖြစ်လာမယ့်နောက်ဆုံးတိုက်ပွဲတစ်ခုကိုတော့ကျွန်တော်အစီအခံတင်ဆက်နေသေးတွင်ပါပဲ။ရှူစားခန်းစားကြမှာဖြစ်ပါ रे ခမ။အဲ့ဒီအချိန်မှာပဲသူတို့ပြန်လာပြီးစကော့ဆိုတဲ့အတန်ကြောင့်မလို့စကော့ကအနောက်ကိုပြန်လဲကြည့်လိုက်တဲ့အချိန်မှာတော့မတ်တက်ကြီးထောင်နေတဲ့ Optimus Prime ကိုတောင်ငုံတစ်ခုပေါ်မှာတွေးလိုက်ရပါ रे ။စကော့ကတကားကိုကာကွယ်ထားဖို့နဲ့သူတို့ရဲ့စီကိုတော်မရောက်စီနေလို့နိုင်ဘတ်တို့ကိုမှားလိုက်ရင် သူကတော့နောက်ထပ်တသားအများအပြားနဲ့ Optimus Prime ရှိရာစီကိုခြိတက်လာခဲ့တယ်လို့တပတ်ကလည်း Avenger အစံပဲ sorry sorry မက်စီမဲရီလင်းကြဆိုဆိုရဲအတန်နဲ့အတူတူမက်စီမဲတို့အားလုံးကတိုက်ပွဲဝင်မဲ့စိတ်ဟုတ်အသွင်ကိုပြောင်းလဲလိုက်ကြရင် Scarch တို့ရဲ့နောက်လိုက်တွေကိုစော်ကြပါတော့လေ Mirage ကတော့ Alina နဲ့ Dress တို့ကိုဝင်ပေါက်တစ်ခုစီကိုပို့ဆောင်ပေးလိုက်ရင် Transport တော့ကိုအရာယူဖို့ပြောလိုက်ပြီးဒူကိုရိုင်းကတော့ Scar ကိုအာယုံလွှဲပေးဖို့ထွက်သွားခဲ့ပါတော့လေ မာရော့ရှ်ကကားပုံစံနဲ့စကာရိုစီကိုပြေးဝင်သွားကအနားကိုရောက်တော့မှတန်ကိုခွဲဆဲပုံစံပြောင်းပြီးတော့အာယုံထွေပြောင်းအောင်လုပ်ကစကောက်တိုက်ခိုက်နေပါ ರೀ ။ပြေးပြေးတိုက်ပွဲမှာလေးပဲ Optimus Prime နဲ့ Maxime Prime တို့နှစ်ယောက်ပေါင်းပြီးလက်တွဲညီညီတိုက်ခိုက်လိုက်တာကြောင့်မလို့နိုင်အောင်တယောက်လက်ပြက်ခြေပြက်ဂျဘူးမပေါင်းတို့ဖြစ်ပြီးတော့တခါလေးသေးသွားပါတော့ ರೀ ။မာရော့ရှ်နဲ့စကောက်တို့တိုက်ခိုက်နေကြတော့မှလိုင်ကောင်းလေးက D-Rex ကိုစကောက်ကတွေ့သွားခဲ့ပြီးတော့လှမ်းလိုက်ကဖမ်းဆီးလိုက်ပါ ರೀ ။ မရာရှ်ကစကောက်ကိုပြစ်ခတ်လိုက်တာကြောင့်မလို့စကားရှိရဲ့လက်ထဲကဒီရက်စ်ကလွင့်စင်ပြုတ်ကျသွားပါရီမရာရှ်ကိုစကားကကန်ထုတ်လိုက်တာကြောင့်မလို့လွင့်ထွက်သွားခဲ့ပါရီစကားကဒီရက်စ်ကိုနောက်ဆုံးတက်ဖို့လုံနေတဲ့အချိန်မှာတော့ဒီရက်စ်ရဲ့ညီလေးကိုဂရီပေးထားခဲ့ဘူးတဲ့မရာရှ်ကအသက်အသေးခိုင်ရင်ကာကွယ်ပေးထားခဲ့ပါရီစကားကပင်းငူတကောင်ကိုလိုင်းပေါက်ထဲကိုထည့်ပေးပြီးတော့အလီနာကိုတက်ဖို့တက်လွတ်လိုက်ပါရီအဲဒီအချိန်မှာအာဂါသာရာရီယာပွင့်သွားခဲ့ပြီဖြစ်လို့ယူနီခရွန်ဟာအလုံးလေးတွေအများကြီးကိုထုတ်လွတ်လိုက်ပါရော်ဒီ ညူယောမျိုးရဲ့ကောင်းကင်ကလည်းတိမ်မဲတွေဖုံးအုပ်လို့လာခဲ့ပါပြီ။အဲဒီအချိန်မှာပဲညီလေးကဖုန်းဆက်လာရင်းနဲ့ဘရရှ်ကိုမေးနေခဲ့လို့စိတ်မကောင်းဖြစ်နေခဲ့တဲ့ဒီရက်စ်ကဘရရှ်တေးသွားပြီလို့ပြောလိုက်ရင်းနဲ့စိတ်သက်ကြနေခဲ့လို့ညီလေးကအားပြန်ပေးရင်းနဲ့အဆုံးထိတိုက်ဖို့အတွက်ပြောလိုက်ပါရီ။ဘရရှ်တယောက်တတိပြန်လဲရလာခဲ့ပြီးတော့ဒီရက်စ်ရဲ့ခန္ဓာကိုယ်ပေါ်မှာပူးကပ်လိုက်တာကြောင့်မလို့အိုင်ရွန်မန်ဒီရက်စ်ဖြစ်သွားခဲ့ပါရီ။အဲနောက်မှာတော့ Optimus Prime လည်းရောက်လာခဲ့တာကြောင့်မလို့နှစ်ကောင်တစ်ကောင်တိုက်ကြပါပြီဗျာ။ ဒီမှာလဲကြောင်ကျောင်ကျောင်ရဲကနေပြီးတော့တောရှိတဲ့နေရာကိုအရောက်သွားနေတဲ့အလီနာရဲ့နောက်ကိုပင့်ကွာရောက်လာခဲ့ပြီးတော့တိုက်ခိုက်တယ်ဆိုပေမဲ့လေအလီနာရဲ့ဒုတ်ထိုးတိုင်းကောက်မိသွားခဲ့ပြီးတော့ပုပ်ပတ်ဆူနေတဲ့မီးတောင်တွေကိုပြုတ်ကျသွားပါလိပြုတ်ကျခံနေလွယ်လေးကိုအချိန်မီဆွဲထားလိုက်လို့တော့ပိတ်ရမယ့်ကုတ်တွေတော့ပြတ်မသွားခဲ့ပါဘူးယူနီကရွန်ကထုတ်လွှတ်လိုက်တဲ့လျှက်စစ်လိုင်းတွေကပဝင်းကြီးတစ်ခုလုံးကိုပြန့်နှံ့သွားခဲ့တယ်လို့အဲ့ဒီချက်တောင်ပဲတောင်တန်းကြီးကြားထဲမှာရှိနေတဲ့အင်နာဂျုံတွေအားလုံးတို့ထလာခဲ့ပြီးဗမ်မေဘီရဲ့ကိုယ်တွေကိုစိတ်ဝင်သွားခဲ့ပါလိ ဒီရက်စ်က Sky ရဲ့ခြေချင်းဝက်ကိုဓာတ်နဲ့ဆွဲဖြတ်လိုက်တာအကြောင်းမလို့လေးကြသွားတဲ့အချိန် Optimus Prime ကလည်းတစ်ချက်တည်းစောက်ခွက်ကိုကျွေးထည့်လိုက်ပါ ori Optimus Prime လေးကြသွားပြီးတော့ပင်ကူရဲ့အများကြီးကတိုက်ခိုက်နေခဲ့တယ်လို့ဒီရက်စ်ကလည်းအတော်လေးကိုတိုက်ခိုက်ခံနေရပါ ori အဲ့အချိန်မှာပဲလေဘော်ကနေပြီးတော့ယင်ပြိုင်းတစ်စီပေါ်လာရင်းနဲ့အန်နာဂျွန်စွမ်းရီကြောင့်အသက်ပြန်ရှင်လာတဲ့ဗန်မဲဘီးဟာတချင်းတန်လေးတမျိုးမျိုးနဲ့အောက်ကိုဆင်းလာခြင်းစကာရှိုးဖွဲ့ကိုယော့မွေးငါယော့ဘူးတိကျော်ဆိုပြီးတော့ဝင်းငါကိုနန်းနန်းမင်းထည့်ပြီးတော့ကျွေးပါတော့ ori စကားရှဲဘယ်လယုံတကောင်ကတော့ဗန်မေဘီရဲ့လက်ချက်မိပြီးတော့ဒဇစီစုပ်ဖြဲခံလိုက်ရပါပြီ။အော်ဒီမတ်စ်ဘရိုင်းနဲ့ဂျန်နေသူတွေအားလုံးကအလီနာတယောက်တော့ကိုဖြုတ်ချလို့ရအောင်လို့ကာကွယ်ပေးထားရတဲ့အချိန်မှာအလီနာကလည်းတော့ရှိရဲ့နေရာကိုရောက်သွားခဲ့ပြီးတော့ကိုကိုထဲဖို့ကြိုးစားနေပါပြီ။ဒီရက်စ်နဲ့ဗန်မေဘီတို့ကလည်းကားအတွင်ပြောင်းရင်းနဲ့ကိုင်းထဲမှာပတ်မောင်းနေပြီးတော့ရန်သူတွေကိုချိန်ဆွဲထားခဲ့တယ်လို့အော်ဒီမတ်စ်ဘရိုင်းကလည်းစကော့ကိုပြေးနေခဲ့ပါပြီ။အလီနာကလည်းသူ့မှတ်ထားသမျှကုတ်တွေကိုကြည်ရင်းနဲ့နံမတ်တွေကိုအစင်လိုက်တစ်ခုချင်းထည့်နေခဲ့ပါပြီ။ မက်ဆီမဲဘရိုင်းနဲ့တူအော်တိုဘော့ရဲ့အားလုံးကတေရာဂွန်လီအားလုံးကိုရှိသမျှအင်အားအကုန်ထုတ်သုံးပြီးတော့ကုခံနေခဲ့ကြပါရီအဲဒီအချိန်မှာပဲနောက်ဆုံးနမကိုထည့်နိုင်လို့ပိတ်ချဂါနီအော်တီမက်စ်ဘရိုင်းနဲ့တိုက်ခိုက်နေတဲ့စကော့ချ်ကလမ်းပြလိုက်တာကြောင့်မလို့ဒီရက်စ်ကလမ်းကယ်လိုက်ပါရီအဲ့မှာဒေါသထွက်သွားတဲ့အော်တီမက်စ်ဘရိုင်းကတော့စကော့ချ်ရဲ့လက်နက်ဖက်လုံးကိုဖျက်ပြီးတော့ခေါင်းမှာဆွဲဖြဲလိုက်ပါပြီတော့ပိတ်လို့မရခဲ့တာကြောင့်အော်တီမက်စ်ဘရိုင်းကသူကိုယ်တိုင်ဖျက်ဆီးမယ်ကြံတဲ့အော်တိုဘော့နဲ့မက်ဆီမဲဒီအားလုံးအနောက်ကိုစုပ်ဖို့ပြောလိုက်ရင်းနဲ့သူရဲ့စိတ်ကိုဗိုင်မဲဘီးကိုလှမ်းပြီးပြီးတော့ ာကွယ်မှုတာဝန်ကိုပေးလိုက်ပါ रे နဆိုးကတော့မဖြည့်စည်းရင်လိုချင်တာပေးမယ်လို့ပြောလိုက်ပေမဲ့ Optimus Prime ကတော့ဆုံးဖြတ်ချက်ချထားပြီးသားမလို့တော့ထုချိလိုက်တဲ့အခါမှာတော့ Unicron လည်းပျက်စီးသွားခဲ့ပြီးတော့အရာအားလုံးကိုလေစင်နှမောင်းလိုမျိုးဆွဲဆုပ်နေခဲ့ပါပြီ Dirus က Optimus Prime ကိုမလွင့်ပါသွားအောင်လို့ဆွဲနေတော့မှမရှိမဖြစ်တဲ့ Prime လည်းရောက်လာပြီးတော့ဝိုင်းကူခဲ့တာကြောင့်မလို့ Optimus Prime ကအသက်ဘေးကနေပြီးတော့လွတ်မြောက်ခဲ့ရပါသည် အရင်နောက်မှာတော့အော်တိုဘော့တဲ့မက်ဆီမေရိုကသူ့ရဲ့မူလအသွင်ကိုပြန်လည်ပြောင်းလဲလိုက်ကြပြီးတော့ဂွင်းမြင့်ကြီးတစ်ခုစီကိုတစုတစည်းတဲ့ခြိတက်လာခဲ့ကြပါရီယူနီကရွန်ကတခါတည်းမတည်ဆုံးသေးပေမဲ့လေအော်တိုဘော့ရဲ့လက်ချက်ကြောင့်မလို့ဒီတစ်ခေါက်မှာတော့ကဘာကြီးကိုမဖြတ်စည်းနိုင်ခဲ့ပါဘူးတော်မရှိတော့လို့စိုက်ဘာထရွန်ဂျိုမပြန်နိုင်ပေမဲ့လေအော်တိုဘော့နဲ့မက်ဆီမေရီကကဘာကြီးပေါ်မှာပဲလူသားတွေနဲ့အတူတူရှင်တွဲနေထိုင်ရင်ကဘာကြီးကိုကာကွယ်နေကြအောင်မေဆိုတာကတော့အသေးကြပါပြီလေး SBI ပေါ်မှာအလီနာကတော့ဒီရက်ရဲ့ပခုံးကိုအာဂိုဒီဂျီမီချလိုက်ပါတော့ ဒီရက်စ်လည်းပဲအင်ကိုပြန်လဲရောက်ရှိခဲ့ပြီးတော့ခရစ်နဲ့မိခင်ဖြစ်သူကိုနှုတ်ဆက်လွမ်းတယ်ခဲ့ပါရီ။နောက်တစ်မှာတော့ဒီရက်စ်ကအလုသွားရှောင်းရင်သူတည်တနာပညာရှင်လေးအလီနာဟာရှေးခေတ် PC 9000ကလှိုင်းကိုတစ်ခုကိုတွေးရှိခဲ့သူဖြစ်တီဗီကအင်တာဗျူးလာနေတာကိုအလုက TV ထဲမှာမြင်လိုက်ရပါရီ။အလုရှင်ဟာဒီရက်စ်ရဲ့ပီရူးစွန်စားကန်းနေအကြောင်းကိုသိရှိနေပြီးသူနဲ့အတင်းတော်ဆုံးဖြစ်တဲ့ကဘာကာကွယ်လိုအပ်အဖွဲ့ကြီးတခုမှအလုခန့်လိုက်တယ်လို့ခရစ်ရဲ့ကျမ်းမာကြီးကုသစိအားလုံးကိုလေနိုင်ငံတော်ကနေပြီးတော့အကုန်ကြခံမေးမှာပါလို့ပြောရင်း ဒီရက်အလုံးစီရမယ့်လိုအပ်နေရာလိုအပ်တကားကိုဖွင့်ပေးလိုက်ပါရီဒီရက်လက်ထဲကကတ်ထဲမှာတော့ GI ဂျိုးလိုရေးထားခဲ့ပါရီနောက်ကမ်းမှာတော့ဒီရက်ရဲ့ကားကူရောင်ထဲမှာ Rave ကဒီရက်ကိုထားခဲ့တာမဟုတ်ဘဲနဲ့လူခွဲပြေးကြတာပါလို့ရှင်းပြနေလို့မှာပဲဘီနာကားစုပ်ကြီးကချက်ချင်း Mirage အဖြစ်ကိုပြောင်းလဲသွားခဲ့တယ်လို့ Rave ကလည်းမျက်လုံးပြူအံ့ဩသွားရင်းနဲ့ပဲဇလန်းလေးကလည်းပြီးဆုံးလို့သွားခဲ့ပါရီဟုတ်ကဲ့ပါရုပ်ရှင်စကားကောင်းလေးတွေကိုအစဉ်စက်မပြတ် recap တင်ဆက်ပေးမှာမလို့ကျွန်တော်တို့ရဲ့ ZD4 channel လေးကိုလည်း like and subscribe လုပ်ထားပေးပါအောင်နော် ဲ့တော့အားပေးကြတဲ့ပိသက်များလေးပဲစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်စုံတော့မူကြပါစေလို့ဇီးတိဘော်ရဲ့ဝိုင်းတော်သားများကဆုမွန်ကောင်းများတောင်းပေးလိုက်ပါရီအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ